Idea Story Knowledge and Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ဒီဗီဒီယိုဖိုင်မှာတော့ဒီ၅ G အသေးစီကိုလီဗာအိုင်းဖြစ်စစ်စာတောက်သုံးတဲ့အကြောင်းရင်းခုနှစ်ချက်ကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ငါးကြီးသေးစီမှာ omega 3 fatty acid ကျော်ရတယ်တော့အားလုံးသိထားပြသားဖြစ်မှာပါကျွန်တော်ဒီငါးကြီးသေးစီလို့ပေါ့နော်ဒီငါးစီတဲ့ဒီငါးကြီးစီတဲ့ပေါ့နော်ဒီတောက်သုံးရတဲ့အကြောင်းရင်းကတော့ အထူးသဖြင့်ကတော့တသက်လွတ်စားတဲ့သူတွေဒီညံပြင်းတဲ့အစာအစာတွေကိုစားသုံးတဲ့သူတွေအတွက်အကျိုးရှိတယ်ဆိုတာလည်းအားလုံးသိကြမယ်ထင်ပါတယ်။ Omega 3 fatty acid အပြင်ဒီငါးကြီးအသေးစီမှာဗီတာမင် A နဲ့ဗီတာမင် D ကျေဝါးစွာပါဝင်ပြီးတော့ကျန်းမာရေးအတွက်လည်းအလုံးကိုအရေးကြီးပါတယ်။ဖြည့်စွက်စာအနေနဲ့ငါးကြီးအသေးစီကို စားသုံးတဲ့အကြောင်းရင်းခုနှစ်ချက်ကိုဖော်ပြပေးလိုက်ပါတယ်။ဆက်လက်ကြည့်လိုက်ကြရအောင်။နံပါတ်1တစ်ချက်အနေနဲ့ကတော့နှလုံးအတွက်ကောင်းပါတယ်။ ကျွန်တော်တို့နှလုံးယောဂါဖြစ်နိုင်ခြေကိုရှင်းချစေနိုင်ပါတယ်။နှလုံးယောဂါကဒီကဘာပေါ်မှာအသက်ဆုံးရှုံးမှုအများဆုံးအကြောင်းရင်းတွေကတစ်ခုလေးဖြစ်ပါတယ်။ကျွန်တော်ဒီငါးကြီးအသေးစီမှာပေါ့နော် Omega 3 fatty acid အထူးသဖြင့် EPA နဲ့ DHA ပါဝင်ပါတယ်။အဲ့လိုပါဝင်တဲ့အတွက်ကြောင့်လေသွေးရင်းအဆီ triglyceride ကိုပေါ့နော်ဒီ15ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းထိရှင်းချစေနိုင်ပါတယ်။ပြီးတော့ဒီကောင်းတဲ့ cholesterol HDL ကိုပေါ့နော်ဒီမြင့်တက်စေနိုင်လို့မဟုတ်နှလုံးရောဂါဖြစ်နိုင်ခြေကိုရှင်းကြစေတာပဲဖြစ်ပါတယ် ရလာမှုတွေအရကတော့ omega 3ဟာသွေးကြောတွေမှာအနေရှိရဒီ plate တွေစုပေါင်းလာခြင်းကိုသာစီပေးလို့မို့ခန္ဓာကိုယ်နဲ့ရောင်ရမ်းမှုကိုလျှော့ချပေးနိုင်တဲ့အပြင်နှလုံးရောဂါဖြစ်နိုင်ခြေကိုကျော်နည်းစေတဲ့လို့လေ့လာမှုတွေကထက်ဆင့်ဖော်ပြထားတာတွေရှိပါတယ်။နံပါတ်1အချက်အနေနဲ့ကတော့အရိုးကိုတန်ပါစေပါတယ်။ကျွန်တော်တို့ဒီဗီတာမင် D ဟာခန္ဓာကိုယ်မှာရှိတဲ့ခေစင်ဆုပ်ယူမှုကိုကူညီပေးတဲ့အတွက်ကြောင့်မို့အရိုးတွေတမ်းမရန်အတွက်မရှိမဖြစ်လိုအောင်ကျွန်တော်တို့အားလုံးသိကြပါဗျ ကျွန်တော်ဒီ၅ကြီးအသေးစီမှာပေါ့နော်ဗီတာမင် D မြမစွာပါဝင်တဲ့အတွက်ကြောင့်မို့အယူကျန်းမာရေးကိုသင်သင်ရန်အတွက်ကောင်းမွန်တဲ့အဖြစ်အဆက်စာတစ်ခုလေးဖြစ်ပါတယ်။အသက်40ကျော်လာတာနဲ့အမျှကျွန်တော်တို့အယူသေးသေးစားကြာဆင်းလာတတ်ပါတယ်။ပြီးတော့ဒီဗီတာမင် D ချော့တဲ့တယ်ဆိုလို့ရှိရင်လည်းဒီရောဘွားယောဂါဖြစ်နိုင်ခြေပုံများပါတယ်။ဒါကြောင့်မို့ဗီတာမင် D လုံလောက်စွာစားသုံးခြင်းဟာအထူးသဖြင့်အသက်ကြီးရွယ်အိုတွေမှာအယူဘွားယောဂါနဲ့အယူဆုံးရှုံးမှုဖြစ်ပွားနိုင်ခြေပြီးတော့အယူကျိုးနိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။ အဲ့ဒီပြင် KCN ဆော့ယူမှုကိုအားပေးတဲ့အတွက်ကြောင့်လည်းအယိုးပါခြင်းမှကာကွယ်ပေးနိုင်ပါတယ်။နံပါတ်3ချက်အနေနဲ့ကတော့အစင်းမြင့်ကြိုက်ခဲခြင်းကိုလျှော့ချပေးနိုင်ပါတယ်။ငါးကြီးစီကအစင်းမြင့်နာလာတွေအစင်းမြင့်တောင်းတင်းလာတွေနဲ့အစင်းမြင့်ရောင်ခြင်းတို့ကိုတက်တောင်း ကူညီပေးနိုင်လို့မဟုတ်ပဲဖြစ်ပါတယ်။ငါးကြီးစီမှာရှိတဲ့ Omega 3 fatty acid ကပြင်းထန်တဲ့ရောင်ရမ်းမှုကိုစန့်ကျင်တဲ့ခွန်သက်တည်တဲ့ရှိပြီးတော့အဆစ်တွေရောင်ရမ်းခြင်းနဲ့နာကျင်ခြင်းကိုအမှန်တကယ်ရှင်းချပေးနိုင်ပါတယ်။ငါးကြီးစီဖြစ်ဆက်စွာတွေမှာ Gibraltarite attack လို့ခေါ်ရဲပေါ့နော်။ဒီဆင်းမြေရောင်ခြင်းလက္ခဏာတွေကိုသက်သာစေပြီးတော့အဆစ်တွေလှုပ်ရှားနိုင်မှုကိုတိုးတက်စေနိုင်ကြောင်းဒီကြေလာမှုတွေကပြောထားချက်တွေရှိပါတယ်။ Omega 3 fatty acid တွေကအဆစ်ရောင်ရမ်းမှုကိုရှင်းချပေးနိုင်တဲ့အပြင် ကျွန်တော်တို့အကြိုက်ခဲပျောက်ဆဲသုံးဆွေးမှုကိုလည်းဒီချောချပေးနိုင်ပါတယ်နမလေးချက်နေနေရတော့မျက်စိကျန်းမာရေးကိုကောင်းမွန်စေနိုင်ပါတယ်။ဗီတာမင် A ကကျွန်တော်တို့ရဲ့အမြင်အာရုံကိုကောင်းမွန်စေကြောင်းသိကြရင်ဆိုတာသိပါသလား။ဟုတ်ပါတယ်။အဲ့ဒါကအမှန်ပါပဲ ငါးကြီးစီမှာမျိုးလုံးရဲ့မျက်နှာပြင်ကိုကာကွယ်ပေးနိုင်တဲ့အပြင်အသက်အရွယ်နဲ့ဆိုင်တဲ့မျိုးလုံးပြဿနာတွေဖြစ်တဲ့ vascular degeneration နဲ့အတွင်းတွင်တွေကိုလည်းညှိကွေးစေနိုင်ပါတယ်။ကျွန်တော်တို့ကမ္ဘာတဝန်းမှာမျိုးလုံးအားနေခြင်းတွေပြီးတော့ရေတင်ဖြစ်ခြင်းတွေနဲ့ပေါ့နော်အသက်အရွယ်ကြောင့်အမြင်အာရုံချုံရင်းခြင်းလိုပြဿနာတွေကြုံတွေ့နေရပါတယ်။အဲဒါကြောင့်မို့ဒီငါးကြီးအသေးစီမှာပေါ့နော်ဗီတာမင် A အပြင် omega 3 fatty acid တွေဟာ မျက်စီတွေတို့သွေးစည်းစည်းမှုကိုကောင်းမွန်စေပြီးတော့ဒီဖိအားကိုလည်းလျှော့ချစေကမျက်စီကွယ်ခြင်းရဲ့အဓိကအကြောင်းရင်းဖြစ်တဲ့ရည်ရည်မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။နံပါတ်5ချက်ကားတော့ကိုခံစွမ်းကို ကောင်းမွန်စွာတည်ဆောက်ပေးနိုင်မှာပဲဖြစ်ပါတယ်။မာကြီးအသေးစီမှာဗီတာမင်ကျွေးဝါပြီးတော့ခုခံစနစ်ကိုအားကောင်းစေတဲ့အစွမ်းထက်တဲ့အန်တီအောက်ဆီဒန့်တစ်မျိုးပါရှိတာပဲဖြစ်ပါတယ် အဲ့ဒီဗီတာမင် A က free radical တွေကြောင့်ပျက်စီးမှုကိုလျှော့ချပေးပြီးတော့ခန္ဓာကိုယ်ရဲ့ရောဂါပိုးတွေကိုခုခံကာကွယ်ပေးပါတယ်။ဗီတာမင် G ကလည်းရောင်ရမ်းမှုကိုထိန်းညှိပေးပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့ band တွေနဲ့ဒီပတိတိယတွေကိုတိုက်ထုတ်ရမှာကုညီပေးခြင်းဖြင့်ကိုယ်ခံလုပ်ငန်းဆောင်တာတွေမှာအဓိကအခန့်ကဏ္ဍကနေပါဝင်နေတာပဲဖြစ်ပါတယ်။အချိန်ကြာလာတဲ့မြ၅ကြီးစီဖြစ်ဆွဲစော်တွေတော်တုံးခြင်းဟာတက်ရှုလမ်းကြောင်းဆိုင်ရာကုသမှုအနေရေကိုလျှော့ချနိုင်ပြီးတော့ကိုယ်ခံစွမ်းကိုအားကောင်းစေမှာပဲဖြစ်ပါတယ်။ နံပါတ်6အချက်ကတော့ခန္ဓာကိုယ်ရောင်ရမ်းမှုကိုလေးရှင်းချစေနိုင်ပါတယ်။ရောင်ရမ်းမှုဆိုတာကခန္ဓာကိုယ်ရဲ့တဘာဝတုံ့ပြန်မှုတစ်ခုဖြစ်တယ်ဆိုပေမဲ့နာသာရှိရောင်ရမ်းမှုကတော့တွေးတိုးနဲ့နှလုံးရောဂါအပါအဝင်ကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ဒီငါးကြီးသေးစီမှာပါဝင်တဲ့ Omega 3 fatty acid တွေဟာရောင်ရမ်းမှုကိုရှင်းချစေတဲ့အနည်းတွေနဲ့ပါရှိတာပဲဖြစ်ပါတယ်။အဲ့ဒီပြင်ဗီတာမင် A နဲ့ဗီတာမင် D ဟာ antioxidant အဖြစ်လဲလှုပ်ဆောင်ပေးတဲ့အတွက်ကြောင့်မို့ရောင်ရမ်းမှုကိုပိုပြီးတော့ရှင်းချစေနိုင်ပါတယ်။ ။နမခွန်ချက်နေနေရတော့ဒီဆိုရင်ပူပန်မှုနဲ့စိတ်ကြယောဂါလက္ခဏာတွေကိုတက်တာအောင်လုံဆောင်ပေးနိုင်ပါတယ်။ဆိုရင်ပူပန်မှုနဲ့စိတ်ကြယောဂါဆိုတာကကဘာတဝါမှာဖြစ်ပွားနေတဲ့အရာလေးဖြစ်ပါတယ်။ကျွန်တော်တို့ဒီငမန်းသေးစီမှာပေါ့နော်ကျွန်တော်တို့ဒီငါးကြီးသေးစီမှာပါဝင်တဲ့အိုမီဂါ3နဲ့ဗီတာမင် D ကအောင်းနောက်တွဲမှာရှိတဲ့ညီမလုံးပြောမယ်ဆိုတော့ရှင်တော့စိတ်ချမ်းသာစေတဲ့ဟော်မုန်းဒီပျော်ရွှင်စေတဲ့ဟော်မုန်းပေါ့နော်ဒီစီရိုတိုနင်ကိုထုတ်လုပ်ပေးပြီးတော့စိတ်ကျန်းမာရေးကိုကောင်းမွန်စေနိုင်လို့ပဲဖြစ်ပါတယ် ငါးကြီးသေးစီတောက်သုံးဖို့စဉ်းစားထားရဆိုလို့ရှင်တော့တခုတတိထားမှရှိပါတယ်။တွေးကြီးစီတောက်နေသူတွေပြီးတော့ကိုဝင်ဆောင်သေးတွေနေနေရတော့ဆီယံဝင်နဲ့တိုင်ပင်ပြီးမှတောက်သုံးမှာကျွန်တော်ဒီအချင်းကျုပ်ထက်ပြုံးမယ်ဆိုလို့ရှင်ဒီငါးကြီးသေးစီဟာအိုမီဂါ3တွေဗီတာမင် A နဲ့ဗီတာမင် D တို့ကျေဝါးတဲ့အာဟာရဖြစ်စုစာတစ်ခုပဲဖြစ်ပါတယ်။အယိုးရေတံမာစေတဲ့ရောင်ရမ်းမှုကိုလျှော့ချစေတဲ့အဆစ်နာကျင်မှုကိုတသာစေတဲ့နှလုံးနဲ့နှလုံးကျန်းမာရေးကိုကောင်းမွန်စေတဲ့စားတဲ့အကျိုးကျေးဇူးတွေကိုရရှိစေမှာပဲဖြစ်ပါတယ်။ နော်ခုပြောပြတဲ့အကြောင်းအရာလေးကတော့ဒီ Coliver Wine ပေါ့နော်ဒီငါးကြီးအသေးစီတော့သုံးတင်တဲ့ဒီအကြောင်းရင်းခုနှစ်ချက်အကြောင်းကိုကျွန်တော်ပြောပြပေးခြင်းပဲဖြစ်ပါတယ်။ကျွန်တော် ပြောပြတဲ့ဗီဒီယို ဖိုင်လေးတွေကိုနားထောင်ပြီးပြီးတော့ကြာတော့ကျွန်မရဲ့အကျိုးကျေးဇူးတစုံတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ကျွန်မရဲ့အကျိုးကျေးဇူးတစုံတရားရရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့အတိုင်းထက်လွန်ဝန်းသာ PT ဖြစ်မိမှာပဲဖြစ်ပါတယ်။ ကျမ၏ဘဟုတုတရေတို့ပွားပြီးစေချမ်းသာခြင်းကိုယ်၏ကျမ်းမာခြင်းနှင့်ပြည့်စုံနေကြပါစေ